ကျွန်တော်အကူညီပေးတဲ့မိန်းကလေးကောင်မလေးကပါမလာဦးတောင်ကြလိုက်လာတဲ့ဆိုင်မှာကျွန်တော်သူစားလေးကိုကောင်မလေးရောက်လာတယ်ကိုကြီးကျွန်မလေးလည်းဖုန်းဆက်ပြီးတော့ပြောပေးတယ်အဆင်မပြေဘူးတွေ့ဖို့လက်ရှိမှာလဲဟဲ့လားအာတမီးလေးကမြောင်းမြတ်မှာပျောက်နေပြီလို့ဘာလို့မပြောပါနဲ့ရှိပါတယ်နော်အရှိတယ်ဆိုတက်တက်ပြကွာလို့ပြောလို့မရဘူးနော်ပြလို့ရတယ်ပြမယ်ရှိနေတယ်ကျမကြီးပေါ့ပါတယ်ဘုလိုမျိုးကြီးအဲ့ရတဲ့လဲနေတာမျိုး မဟုတ်ပါဘူးကလေးတကယ်တော်ပါတယ်ချီချီပေါ့ပေါ့ပါတယ်သူ့ဘာသူပဲဟိုဘယ်လိုခေါ်မလဲလမ်းလမ်းဆန်းဆန်းလေးရှိတယ်ကောင်းပါတယ်ကလေးလေးဘာလို့လဲဆိုတော့သူ့မိသားစုတွေကလည်းမတရားချစ်တယ်ကလေးကိုနော်သူ့မိသားစုတွေမတရားချစ်ကြတယ်သူ့ဦးလေးတွေဖွားတွေဒေါ်တွေမင်းကလူဆိုင်ရတယ်ကလေးပေါ့လေအဲ့ဒါတော့မယ်အဲ့ဒီလိုမျိုးတပည့်တွေမှာထိုင်နေတဲ့အချိန်မှာပြန်ပြောပြီးတော့အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောက်မြအထက6ကကျောင်းသူလေးများရဲ့အုပ်စုဖွဲ့အနိုင်ကျင်းပါရိုက်ချင်းဖြစ်စဉ်မှာကျူးလွန်ခံရသူကျောင်းသူလေးအား လူကိုတိုင်သွားရောက်ပြီးအပိစကားပြုတ်ပေးခဲ့တဲ့ကိုမြတ်တာကတမိငယ်လေးချစ်တုံတုံအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်ပြောပြလာသည်မူအဆုံးထိနာဆင်ဝေဖန်တုံးတက်ပေးသွားကြပါအောင်ခင်ဗျာမင်းရကျွန်တော်အိမ်မောင်ပြောပါမယ်ဆိုတဲ့အစီအစဉ်ကမပြောဖြစ်ဘူးဆိုတာကမင်းသားကျွန်တော်တို့လည်းအခက်အခဲတွေရှိတယ်ပြန်လာတာလေအဲမိုးကလည်းညနေပိုင်းဖွားဖွားနေကြတယ်လမ်းချင်းတွေကလည်းရုံနဲ့လူတွေကြည့်လိုက်မယ်တော်လေးဆိုးတယ်အဲ့ကစောက်ထွက်သွားတဲ့ညကမနေ့ကကျွန်တော်ဒီကလေးလေးရောက်ထွက်တယ်လေးလေးငယ်ဆယ်လောက်ကျွန်တော်တို့လိုင်းလာရအထွက်ထန်းနေမိခိမ့်ပါ ။ဟဲ့မေဂိမ်းမှာတို့ရောအလားတူမှာချတာတယ်လူမျိုးစာချောင်းလေးသူစီရတယ်အဲ့တော့ကျွန်တော်ဝင်တက်ကြည့်တယ်။ဘယ်နေရာဘိုးလေးနဲ့ကြာပြီလို့အပေါ်မှာဟိုအဝင်တက်ကြည့်တယ်ဝင်တက်ပြီးတော့အမတို့ရှင်းဆင်းရတော့ကောင်းပြီးကပြီးတော့အမကြီးတဲ့တောင်ကြီးတဲ့တောင်ကြီးတဲ့ပုံကိုယ်လေးအဲသူတို့နဲ့စကားပဲပြောပါမလို့ကျွန်တော်လည်းဒီလိုရှိမှကိုကြီးဒါလေးလူရှိတော့သွားရှိပါလား။ Okay ရတယ်ကြီး။အဲမင်းတို့ကလည်းပတ်သက်ရှာတယ်ပေးကြလိုက်။အတော့အဲ့ပေးရတယ်ထားခင်ရတယ်ထားယူတော့မျိုးတော့ဆက်သွားတယ်။အဲနောက်တော့ကျွန်တော်လည်းရှင်းလာကြီးကျော်တော့ရောက်တယ်။ရှင်းလာကျော်တော့ရောက်တဲ့အချိန်မှာအဲကျွန်တော်တို့လက်ခံပေးတယ်။လက်ခံပြီးကိုကြီးပေးတယ်။ မိမနဲ့အိမ်တော့သွားတယ်။ဒါတော့ပြသူနဲ့ကျွန်တော်တစ်ဖက်တိုင်းသွားတယ်။တစ်ဖက်တိုင်းရောက်တဲ့ခါမှာကျွန်တော်ဘုံကျူချက်ထားတယ်။ကျွန်တော်အဆန်ဆုံးပြောပြနေရတော့ဘုံကျူချက်ထားတယ်။ Rider ကိုကြီးကြောက်ပါလေ။အဒီကိုကြီးနဲ့ပတ်သက်ပြီးတော့မှဟိုတော့ပြောမယ်။ကောင်းတာတော့ရှိတယ်။ဒီလေးကြောက်ပါလာတယ်။ဘလို့ကူညီပေးရမလဲ။ဘာလဲပေါ်တော့လာတယ်။သူနဲ့တစ်ဖက်ထိုင်နေတဲ့အချိန်မှာကျွန်တော်ကူညီပေးတဲ့မိန်းကလေးကောင်းမလေးကပါမလာဦးပြောတတ်လိုက်တာဆိုင်မှာတော့သူစားလို့ကောင်းမလေးကြောက်လာတယ်။ကူညီ။ဒီမလေးနဲ့ဖုန်းဆက်ပြီးတော့ပြောပေးတယ်။ဆက်မပြေဘူးပြေဘူး။လက်ရှိမှာလဲ အဲ့ဒါအာသမီးကြီးကရောင်းရတာပျောက်နေပြီဆိုတော့မပြောတာလေရှိပါလေဟမ်အရှင်းကတက်တက်ကြွားလို့ပြောလို့မရဘူးကြောက်လို့ရတယ်ကြောက်မယ်ရှိနေတယ်ကျောင်းမကြီးတောင်းပါတယ်ဘုလိုမျိုးကြီးအဲ့ရတဲ့လဲနေတာမျိုးမဟုတ်ပါဘူးခလေးတကယ်တော်ပါတယ်ချီချီပေါ့ပေါ့ပါတယ်သူ့ဘာသူပဲဟိုဘယ်လိုကောင်းလဲလဲလဲဆန္ဒလေးရှိတယ်တောင်းပါတယ်ခလေးလေးဘာလို့ဆိုတော့သူ့မိသားစုတွေလည်းမတရားချစ်တယ်ခလေးကိုနော်သူ့မိသားစုတွေမတရားချစ်ကြတယ်သူ့ဦးလေးတွေဘွားတွေဒေါ်တွေမင်းကလူဆိုင်ရတယ်ခလေးပေါ့လေ အဲ့ဒီတော့မယ်အဲ့ဒီလိုမျိုးတစ်ခါမှထိုင်နေတဲ့အချိန်မှာပြန်ပြောပြီးတော့ကျွန်တော်ပြောမယ်ကျွန်တော်စကားပြောရင်နေလို့ဆိုပြီးတော့ကျွန်တော်ဝင်မှန်းတယ်ကျွန်တော်ဆရာမားရီယာတကယ်ကျွန်တော်ကြောက်သွားတယ်ဘာလို့ချစ်ဖို့ကောင်းတယ်နော်အဲ့ဒီပဲအဲ့ဒီအချိန်မှာကိုကြီးတယ်ကိုကြီးကဟိုကြီးတယ်ဟောဒီကောင်ကဆိုရင်ဟုတ်လားကျွန်တော်ကအဲ့လိုဖြစ်တဲ့အချိန်မှာဒီညောင်ညောင်ညလေကံအဖွဲ့တီးတူက အကူတရားဖုန်းနံပါတ်ကျွန်တော်မှရှိတယ်ကျွန်တော်ပို့တယ်သူ့လည်းမဘူးအကုန်ကြည့်တယ်ကျွန်တော်အဲ့တော့လေဝမ်းသာသွားတာပေါ့အဲ့ဖွဲ့စီကျွန်တော်လည်းအဲ့ဖွဲ့စီကိုကျွန်တော်သဘောကျတယ်ငူတွေကရံကုန်လည်းအဲ့ဖွဲ့စီကတွေ့လဲကျွန်တော်ရင်းနေတယ်သဘောကျတယ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအကျွန်တော်ဖုန်းဆက်လိုက်ကောညီလေးအကူရောမမြင်ဘူးတက်ကြည့်လိုက်တာအကူရေအကူရေကျွန်တော်ဝဲသွားတာကျွန်တော်ကျွန်တော်ညမရောက်နေပါတယ်အကိုပေါ့အဲ့အကိုနဲ့ကျွန်တော်တို့မြန်ချင်းဆိုင်ပြီးတော့မိတ်ဆိုင်ရင်းနဲ့အကိုကိုကျွန်တော်တို့ခုအဲ့ခံပြားစီโอเคညီလေးလာခဲ့မယ်တဲ့ အညီလေးနဲ့ကိုပြောတယ်ဘာဖြစ်တတ်ကြည့်လို့လဲတော့ရောက်လာတဲ့ဒီစကားပြောမှာဆိုတော့အကိုရေးလို့ကျွန်တော်ဒီကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတာလို့အဲ့ဒါကလေးမလေးကြီးကိုကျွန်တော်သွားကြည့်တယ်အကိုဒီကလေးမလေးကိုကျွန်တော်ရုပ်တရုပ်လက်ဆောင်ပေးနေတယ်ပြီးတော့ကလေးမလေးစိတ်ကမကြောက်ဘူးလေကျွန်တော်တက်လိုက်တဲ့ဘက်ကနေပြီးတော့မျိုးမျိုးထိုးတာပြီးတော့ကျွန်တော်စကားလေးပြောကြည့်နေတယ်ပြီးတော့သူ့မိပါလေးနဲ့သူ့ညီကိုမတော်နေတဲ့တွေ့တဲ့ခါမှာတင်ညာလေးနဲ့ပတ်သက်လို့ရန်ကုန်မှာကျွန်တော်ပေါင်ွေကျွန်တော်ညီလေးတယောက်ဖြစ်သေးတယ်အဲ့ဒါကျွန်တော်ဖိုင်နဲ့ပတ်သက်ပြီးတော့ရှေ့မိခါတယ်ကျွန်တော်ညီလေးအဲ့နော်အဲသူအပါဝင်ကျွန်တော်လေးသားနဲ့တောင်းချပါကြောက်ဖြစ်သေးတယ်ဒီကလေးကိုကိုပိုင်ကျောင်းလေးထားပေးချင်တာ ဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆောင်ရွက်ပေးကြတဲ့ဟာလေးတွေကြောင့်ဟိုဘက်ကလည်း channel လေးလုပ်ပြီးတော့ပြောစုပြကြကြတယ်ခါကျတော့အဲ့လိုမျိုးကျွန်တော်ဖုန်းကြီးကပြောလိုက်လဲပြောလိုက်တော့ okay တဲ့ဒီခုပမာလေးတဲ့ကျွန်တော်အဲ့ဒီ clip လေးအိမ်မှာဆောင်းလို့ရတယ်ပေးတယ်မှာဟိုရေလို့ okay ကိုခုဖလာပြီးတဲ့အဲ့တော့လည်းဒီအလားတလားပေါ့နော်အဲ့မှာကျွန်တော်အခုညီမဲ့ကောင်မလေးတွေနဲ့စကားပြပြောဆိုနေတဲ့အချိန်ကျွန်တော်ကြားလိုက်တာကကြားကြားကြီးလို့ပြောကြားကြားကြားလို့ခါကျတော့အမျိုးမျိုးမျိုးကအဲ့လိုမကျေဘူးလေဒီကိုဘာလဲလာတော့ကုန်းရောက်လားလောလဲလေလားဆိုပါနေလာကိုတွေးရအောင်နော်အားလည်းဘာလို့ဖုန်းဆက်လိုက်တာအကိုကြီးတို့အားဖက်ပြောတာရရှိနေနော်ဒီလေးကကိုကြီးဒီနေမှာတော့ဦးလေးကိုကြီးနေသွားတော့မှာကိုကြီး ဒီနေ့မအားတော့ဘူးရက်တင်ကမအားတော့ဘူးနေသွားတော့မယ်ပြီးတော့တက်သွားရောခလာရောပြုလို့မရတော့ဘူးနော်ဒုံရောက်တော့မှဖြစ်တော့နေသွားတော့မှာရှင်းတယ်တော့ပြောတာလေကွာဟာအကွယ်ဟိုညီလေးအားတော့ကွာနောက်ခေါ်ကြမှာကမညီလေးရတယ်ထားလိုက်တော့တကယ်ဒါတရားသွားပြီအဲ့ဒီမှာတို့ကူညီတဲ့လင်မားကောင်းမလေးကောင်းမလေးဒုံအိုက်ပြန်လာကောင်းမလေးကဦးကြီးနဲ့တော့ပြန်လာတော့ပြောပြန်လာဘယ်စမကေဦးကူကြီးတဲ့အဲ့ဘာလို့လဲရှိမှလည်းအခုလောလောဆယ်မိကြီးတော့လည်းမလို့သေးဘူးအဲ့နေတော့နဲ့ချစ်တော်ကြီးကလည်းအဲ့နေတော့ခရီးကလည်းအိတ်ပုတ်ကြီး ချစ်လို့စားတယ်နော်အဲ့ဒီတော့ငယ်ပြီးတော့ဟောပေါ့သူတို့ဘက်ကဘာလဲဆိုတော့ခဏနေပါဦးစောင့်ပါဦးအဲ့လိုမျိုးကြီးပြောထားတဲ့အတွက်ဒီအရက်ပတ်သက်လို့ဒီကိစ္စမှာဆို decision မချရသေးဘူးနော်အကြောင်းပြတယ်ပေါ့အဲ့လိုမျိုးပြောထားတာတပတ်တပတ်ကမိသားစုဝင်တွေကဘာတောင်းဆိုထားလဲဆိုရင်နားနဲ့ကြတော့နော်ဘိုးလိုမျိုးဝူရူရဘယ်မှာဘာလို့ပဲသားလေးလာပြောတာမဟုတ်ဘူးကာကရှင်ရဲ့အုတ်ထင်းသူဟယ်လိုလေးလမ်းပြောတာ ဒီမနက်မှဟောတာသူတို့ဘက်ကနင်းလာတဲ့ကလေးတွေကိုကြောက်ထုတ်ကိုမတောင်းစဘူးကြောင်ပြောင်းပြီးချစ်ချစ်တော်ရအဲကြောင်ပဲတက်ပါသူငယ်တဲ့ကတည်းကအချမ်းတော့တက်မယ်ကြောင်ပြောင်းပြီးနောက်တစ်ချက်ကဗီဒီယိုမရိုက်ဘူးလိုင်းမမတင်ဘူးကာကချင်းဘက်ကချစ်ချစ်တော်တော့ပြန်ပြီးကျွလုံးတဲ့ကလေးတွေပြန်တောင်းမှပြီးပြန်တောင်းမှပြီးโอเคအဲ့ဒါကိုအဲ့ဒါကို တစ်ဖက်ကကျုံးလုံးသူတွေနဲ့ပတ်သက်ပြီးတော့ကာကချင်းကျုံးလုံးနဲ့ကာကချင်းမိဘတွေဒီဘက်ကဟိုအချစ်တော်ရဲ့တာဝန်ကိုမမြင်ဘူးသေးဘူးလာလိုက်ရင်အိမ်ဘေးလားဟိုဘက်လမ်းလေးကပြန်လာလို့ဆိုတဲ့လူတွေပဲလာတာအဲ့တော့ဒီဘက်ကမြင်ရတဲ့ပတ်သက်တဲ့ဘက်ကလူကြီးတောင်ရှိတဲ့လူတွေကလည်းအဲ့ဒီတောင်ဆုံးကြလေးနဲ့ချက်ကိုအခုလက်ဒီမပြေရှင်းမနိုင်သေးတာပါတဲ့အခုကျွန်တော်ဖုန်းဆက်တော့ ။ဒါလေးရကြီးသွားပြီးတဲ့ခဏအထက်က6မြောင်းမြဖြစ်စဉ်မှာရခင်နှစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကျူးလွန်ခဲ့သည့်ចောင်းသူ2ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူចောင်းသား2ဦးအားမိဘများထံရခင်နှစ်ကလေးကအနန္တားကဆိုရှယ်မီဒီယာပေါ်တွင်ပြန့်နှံ့ခဲ့သည့်ဖြစ်စဉ်အားဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေကြောင်းပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်အထက်က6မြောင်းမြတွင်ចောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်မှုအပေါ်ညီကဲတို့ဆက်လက်ဆောင်ရွက်ထားကြောင်းမီဒီယာများ၏မေးမြန်းမှုအပေါ်ပညာရေးဝန်ကြီးဌာနကထုတ်ပြန်လာခြင်းဖြစ်သည့်ဇွန်၁၈ရက်တွင်ဆိုရှယ်မီဒီယာများတွင်ပြန့်နှံ့နေသည့်ကျောင်းသူများရန်ဖြစ်သည့်ဗီဒီယိုဖိုင်မှာ2024-2025ပညာသင်နှင့်နိုဝင်ဘာ18ရက်2024ခုနှစ်တွင်ကျောင်းချိန်ပြင်ပတွင်ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင်ဖြစ်ကြောင်းအဆိုပါကိစ္စနှင့်ပတ်သက်ပြီးနိုဝင်ဘာ19ရက်တွင်ကျောင်းစီကံထိန်းသိမ်းရေးအဖွဲ့ကရန်ဖြစ်သောကျောင်းသူနှင့် အုတ်ထင်းသူမိဘများကိုခေါ်ယူတွေ့ဆုံပြီးမေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်ဟုပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ဗီဒီယိုဖိုင်တွင်ပါရှိသောအရိုက်ခံရသည့် grade 6ကျောင်းသူအားရိုက်နှက်ခဲ့သည့် grade 9နှင့် grade 9ကျောင်းသူ2ဦးအားတေချာစွာစစ်ဆေးမေးမြန်းပြီးအရိုက်ခံရသည့်ကျောင်းသူမှာနစ်နာသူဖြစ်၍အေးအေးယူခဲ့ခြင်းမရှိကြောင်းရိုက်နှက်ခဲ့သည့်ကျောင်းသူ2ဦးနှင့်ဖြစ်စဉ်အားဗီဒီယိုရိုက်ပေးသော grade 9ကျောင်းသားတို့အားကျောင်းစီကန်းဖောက်ဖျက်ခြင်းကြောင့် ကျောင်းစီကံထိမ့်သိမ်းရေးအဖွဲ့ကအုတ်ထိန်သူမိဘများထံပြန်လည်အံ့နံခဲ့ကြောင်းနဲ့နောက်နောက်တွင်ယခုကဲ့သို့ကိစ္စမျိုးထပ်မံမဖြစ်စေရန်အတိပေးလက်မှတ်ရေးထိုးစေခဲ့သည်ဟုပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်အဆောင်ပါဟုတ်ဟုတ်ပါပြီလုပ်ပေးမယ်ဆိုပြီးတော့၄ရက်ရှိသွားပြီတဲ့ဘောလုံးကလည်းအဲ့လိုမျိုးတော့တာချီမဆောင်နိုင်တော့ဘူးတဲ့လားအဲ့ဘက်ဒူလီလည်းကျွန်တော်ကတရင်သမားလည်းမဟုတ်ဘူးဒါလည်းမဟုတ်ကျွန်တော်စိတ်ကနာကြတဲ့ခုနဲ့ဒီဘောပါလာဒီကိစ္စတစ်ခုပဲကိုနိုင်တော့အေးကျွန်တော်မှလည်းကျွန်တော်လည်းပတ်သက်ပတ်သက်ကြောင်း အတော့ဝဲမိတ်ဆွေဖွဲ့စည်းတကယ်ကြီးပေါင်းကြီးနဲ့ရှိတယ်။ဒါတွေတော့မြန်မာငွေလေးပြောင်းပြီးဆောင်းပေးတယ်ခုကလည်းနေမငါတိုင်ပြန်တောင်းဆိုတာမဟုတ်ဘူးလို့ကာကန်ရှိမှာလည်းအဲ့ဒါမျိုးလေးပဲလုပ်ပေး။ဟောဒီဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုးပြီးခဲ့တဲ့နောက်လေးမှာခရေခရေချစ်ချစ်တော့6တန်းအခုပြန်တက်လေ6တန်းတက်မယ်။အဲ့ဒီမှာလည်း6တန်းမဖြေလဲရဘူးမဖြေရဘူး။အဲ့ဒီချိန်လေးကဘလို့မှတက်ဖြေလို့မရဘူးလေဆောင်းဝဲ။နော်ဆောင်းမဖြေလိုက်ဘူးအခုပြန်တိုက်ချောင်းတမပြန်တက်ပါအဲ့ဒီဘက်ကအဲ့ဗီဒီယိုပိုင်း live တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မ ကြောက်စရာကောင်းပြီးကြီးလေးတဲ့အဖြစ်တန်ကြီးချလိုက်တယ်မနစ်ကတိရကြောင်းနှစ်ပတ်နားလည်းခံလိုက်တယ်ဒီမှာကြီးလေးတဲ့အဖြစ်တန်ကြီးတော့ဟိုမှာခြုံတန်းနဲ့ခြုံတန်းဖြစ်သွားတယ်အခုလည်းခြုံတန်းပဲအဲ့လိုမျိုးတရားမြတ်တော်မူကိုရှာပဲဆိုရင်အဲ့မှာတော့ရှာမန္တရားဘတ်တော်ကလေးဒီမှာတကယ်လေးတော့မကောင်းနဲ့နံပါတ်ထုတ်မပြောသေးဘူးတော့ နောက်တော့ရရှိညစ်နောက်ရှိနံပါတ်ပြောလို့ဖမ်းကြမယ်လို့ပြောပါဒီလားရရှိရှိနေခါလိုက်တော့မင်းကကိစ္စအခုလည်းဒီကလေးတွေကိုကြောင်းနေပြောင်းပေးဟုတ်ဟေးပြောင်းမယ်လိုင်းပေါ်မှာပြောထားတဲ့ဟိုကိုကြီးဒီကလေးမလေးကဘလို့ဗီဒီယိုဖိုင်နေတင်တာပါဘလို့လေးဘယ်ဟို HD ပို့တာပါကြာပြင်ပြမယ်အသေးပွဲပြင်ပြမယ်အုပ်စုလိုက်ပြင်ပြမယ်တေးကြတယ်ကဟိုလူစိုးလူမဲတွေပြောမှမဟုတ်တော့ဟုတ်လိုက်ဆိုတာမတွေးဖို့ပြောထားလို့လက်မခံဖို့ပြောထားတာ အန်ဒီတယောက်ကိုကျွန်တော်ပြောမယ်နော်အန်ဒီတယောက်ကိုလည်းအန်ဒီကဘဝထုထုထောင်းထောင်းနော်တလားတစ်ဖက်အတိုင်းဝိုင်းမိသားစုလာပြီးတော့လေသူတို့ကစိတ်အဲ့လိုမျိုးဖြစ်နေချိန်မှာထပ်ပြီးတော့မှဘလူလေးလိန်ပြောပေးပါလို့ဘလူလေးညာပြောပေးပါလို့တော့မလုပ်နဲ့နော်အန်ဒီနာမည်လည်းကျွန်တော်သိတယ်အန်ဒီဘယ်ကဆိုတော့ကျွန်တော်သိတယ်ကျွန်တော်ဒီဝိုင်းနေလာပြောပြလိုက်အန်ဒီပုံတိုင်းကိုဂျုံးလိုက်လမ်းသွားမယ်နော်ဘာဖြစ်လဲမေးလာလေလို့ရှိရင်ကလေးလေးကျမကြီးတော်တော်မကောင်းလို့ကြောက်မတက်တာပါလို့ပြောပေးပါဟုတ်လား

စိတ်ကြံရကြောင်းလူပြိုရိုင်လဲမသွားအောင်ဒီလိုဖြစ်တည်နဲ့ဒီလိုဖြစ်တည်တော့ဘဝကိုအရှုံးပေးလိုက်စရာမလိုဘူးဆိုတဲ့အကြောင်းကြီးရယ်အပြုခေါ်ပြန်ဖြစ်စေမယ့်ဟာကျွန်တော်ဟိုဘယ်လိုမလဲကျွန်တော်အုံအောင်နဲ့တွေးနိုင်တော့တွေးတယ်ကျွန်တော်ဒီမှာတည်းကကျွန်တော်တရုံသားနဲ့ကျွန်တော်စကားပြောခဲ့တယ်တကယ်လေးလေးနက်နက်အဲ့ဒါကျွန်တော်ပြောပြခဲ့တယ် view file လေးကျွန်တော်ဒီကိုအခုကျွန်တော်ပြမယ်ပုံပြဖို့ပဲဒီရုပ်လေးကိုသူလက်ခံထားတယ်ဆိုတဲ့အကြောင်းဖတ်ထားတယ်အပြုကျွန်တော်သူ့အတွက် ကောင်းပါပြီဒီမှာပါတော့တမီးလေးကိုကောင်းပါပြီမဲ့အပြင်တခါလေးပြောခဲ့ပါအောင်ဆိုကျွန်တော်တောင်းဆိုရတဲ့ယူမော်မဆွေမျိုးနေအကုန်လုံးကျွန်တော်လည်းပြောတဲ့လောက်လေးတော့ပြောခဲ့တယ်အဲကျွန်တော်ဗီဒီယိုဖိုင်လေးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ပေးခဲ့တယ်အဲ့ဒါလေးကိုလည်းသူကြည့်နေတယ်အဲတကယ်အဲ့လိုမျိုးလေးဒီလိုတော့ပြန်တော့တဲ့ချိန်မှာတော့အရှိမလေးဖြစ်နေတဲ့ကိစ္စရဲ့ရှင်းအောင်လို့ဆိုတော့စိတ်ပူပန်ပြီးတော့ညစ်နေတဲ့ချိန်လေးကတော့တော့တော့ဘာမှမတွေ့ရအောင်မတွေ့ရအောင်ပေါ့နော်အဲသူလည်းလည်းဖုန်းကူတိုင်းပြောလိုက်ရတော့ ပြောတာဘောနော်စိတ်လည်းကျင်းတတ်တာပေါ့ပြချက်ချင်းကျွန်တော်ရုပ်ကိုသူဖတ်ထားတဲ့ဟာဖတ်ထားတဲ့ပုံပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ထားခဲ့တဲ့ view file ကိုဒီရက်ကြည့်နေပုံကျွန်လိုင်းမုံတင်းနေတယ်ဗျတင်းတင်းပြနေတာဘောနော်ဟာဒီမှာတွေ့လားငါသွားခဲ့တာငါတို့မျိုးတို့မျိုးတော့ငါတီးခဲ့ရတယ်ငါရခဲ့ရတယ်ဒါပေမဲ့မတင်တော့ဘူးပြန်တော့ကျွန်တော်ပြတ်ရပြတ်လည်းမတင်ဘူး ဆောင်ပေးနေအဲ့ဒါကျွန်တော်ရေထဲမှာဖြစ်သွားတဲ့အကြောင်းအရာတစ်ခုကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ခံစားချက်တိကျအောင်လိုက်ကူးကြည့်ပါဒါပဲကျွန်တော်ကတော့ကျွန်တော်အလုံးကိုအမှုတောင်းပါပါတယ်ကျွန်တော်ကတိတ်စိတ်မရှိဘူးဟိုတိတ်စိတ်မရှိဘူးတချို့ကလည်းနားမလည်ဘူးသိရမလားဟိုနားမလည်လို့လည်းအပြစ်မပြောပါဘူးသူတို့လည်းအာသိချင်ဆုံးလေကိုယ်ဆိုလည်းဟာမပြောသေးဘူးကွာဘာညာဒီမျိုးဖြစ်မှာမဟုတ်တော့ အဲ့တော့ဒါကဒီကိစ္စနဲ့ပတ်သက်လို့ကျေရဘူးဖိုင်ကနောက်ဆုံးပါအဲ့ကျွန်တော်ပြောတာဒါပေမဲ့သူဒီပြီးတော့မှဖွားနေတယ်ဖုန်းပြောပြီးသူ့လူနေလည်းဖုန်းပြောနေရတယ်မနေ့ကပြန်လာတော့မှချစ်တုံနဲ့လည်းဖုန်းပြောခဲ့ရတယ်နော်ကျွန်တော်တက်ဖို့မတင်အောင်တော့စစ်မတင်မှတမျိုးမတင်မှလည်းကျွန်တော်အမှုတောင်းပါတော့ဒီမှာကြည့်ပါဟိုမှာတော့မြင်မှာမပါဘူးနော်ဒီမှာကျတော့သူမြင်မှတယ်ဒါလေးတော့ပြပါမယ်နော်ကျွန်တော်ပို့ခါတော့ပို့လိုက် ပြီးရင်အာဒါကဟိုကလေးမလေးမဟုတ်ဘူးဘောင်းကြောင်ကြီးတော့ဆိုရင်လည်းမတက်နိုင်ဘူးတော့ဒီမှာကြည့်ညလုံးကလေးဆိုတော့တည်တယ်နော်ကျွန်တော်အလုံးတကယ်ပါစည်လာအရင်းငံနဲ့ကျွန်တော်လက်ကူညီပြီးတာပါနော်အဲ့ဒါကျွန်တော်နားလေပြီကျွန်တော်ဘာအော်တကယ်ကူညီတကယ်ကူညီပြီးတာပဲတကယ်ရောက်သွားပြီးတာပဲမလို့လည်းတော့ချင်းချင်းလိုက်ကားလေးဆိုကျွန်တော်လည်းချင်းလေးကမကောင်းတော့ဘူးတကယ်နော်ထုတ်ချင်တာကချစ်ချစ်တုံးတကယ်ချစ်ကြည့်လိုက်တဲ့ခရီးကမှပါတယ် ဆိုတော့ပြိုလဲနေတဲ့နေရာမဟုတ်ဘူးဒီတက်ချင်းတော့အပြင်ပိုင်းမသွားတာပေါ့နော်ကျွန်တော်ထပ်ပြောရင်ပြတ်လာရင်တက်ပြီးညှိဖို့ပါဆိုလို့ပဲခင်မနေလေနော်ဒီကိတနပတ်တလို့သူတို့ကတောင်းရှိတဲ့လူတယောက်ကလမ်းမျောထားတဲ့အတပိုင်းတော့ရှိသေးတယ်သူတို့ဘယ်လိုမျိုးဆက်ဆံထားတယ်ဘယ်လိုမျိုးနှိမ့်သိမ့်ထားတယ်ဆိုတော့ပေါ့တကယ်ခုလက်ရှိကိုခလေးမလေးတောင်းတက်နေတယ်နော် 않았으나 특히